င်္ဂလာပါရှင်။ဖာကက်မှာစစ်ကောင်စီတပ်ကနှိပ်စက်တပ်ဖြတ်ထားတဲ့လူသေအလောင်း၃လောင်းတွေ့ရှိခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ကစစ်ကောင်စီထိချုပ်ထားခဲ့တဲ့စခန်ပေါင်း200ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့ဂျာဝင်းစီစဉ်မှုနဲ့စစ်ကောက်စီနဲ့ဩဂတ်စ်လကုန်မှာထက်မဲ့တွေးဆဖို့ရှိရဲလို့တန်အမျိုးသားလူမျိုးရေးတပ်မတော် PSLF TNLA တာဝန်ရှိသူက ပြောပါရယ်။ဖာရီစင်းတွေကြဖို့ရှိပါတယ်လေ။ ကချင်ပြည်ဖားကဲမြို့နယ်ကိုထိတ်ချုံနိုင်ရေးအတွက် ဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကနှိပ်စက်တက်ပြတ်ထားတဲ့အမျိုးသားအလား၃လောက်ကိုဂျွန်လ73ရက်နေ့မှာထတ်သွင်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ရကုန်းမှာစစ်ကောင်စီနဲ့ရှဲနီပြည်သူ့စစ်အဖွဲ့ SNA ပူးပေါင်းစစ်ကြောင်းကတက်လက်ပိုင်းအမျိုးသား၃ယောက်ကိုနှိပ်စက်တက်ပြတ်ထားခဲ့တာလို့ဒေသခံတယောက်ကပြောပါတယ်။ မျက်မြင်တွေ့ခဲ့သူတွေရဲ့ပြောပြချက်အရာတယောက်ကို မျက်လုံးဖောက်ထားသလိုတယောက်ကိုတော့မျက်နှာတွေကြည်မွအောင်ရိုက်နှိမ်နှိဆက်ထားတယ်လို့ဆိုပါရယ်။နောက်ပြီးရေလောင်ကန်ထဲပစ်ထားခဲ့တာဖြစ်ပါရယ်။နောက်ထပ်အမျိုးသားတယောက်ကတော့အပိုင်ပိုင်ဖြက်ပြီးဆလာအိတ်ထဲထည့်ခဲ့တာလို့အလောင်းကိုတွေးခဲ့သူတွေကပြောပါရယ်အခုအသက်ခံထားရတဲ့သူတွေဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့မသိရသေးပါဘူး ဒီစစ်ကြောင်းဟာဂျွန်လာ12ရက်နေ့ညနေပိုင်းမှာလဲပြည်သူတချို့ကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်သုံးခဲ့ပြီးတချို့ကိုတော့ဂျွန်လာ13ရက်နေ့မနက်ပိုင်းမှာပြန်လို့ပေးလာပေမဲ့တချို့ကိုတော့ဆက်ဖမ်းထားပါတယ်။မော်စီစာရွာမှာတင်းနဲ့ဒန်ယာနဲ့တီဆုံနေတဲ့အမျိုးသား၃ယောက်အလောင်းကိုဂျွန်လာ12ရက်နေ့မနက်ပိုင်းမှာလဲတွေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဖာကဲမျိုးနယ်ထဲစစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက နှုတ်ခွင့်ရေချိုးဖောက်မှုတွေကိုဆက်တိုက်လုပ်နေရဖြစ်ပါတယ်။ဖာကဲမြို့နယ်ထဲကကြောက်စိန်လုတ်ကွဲတွေထဲဝင်ပြီးစစ်ရင်တရားတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင်လက်နက်ကြီးတွေပြစ်ခတ်တာမျိုးတွေဆက်တိုက်လုပ်တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ရဲ့စခန်းကြီးစခန်းငယ်ပေါင်း200နဲ့အထက်ကိုကရင်အမျိုးသားစီရုံး KNU ကသဲယူထားနိုင်ပြီလို့မြမမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISB မြန်မာကထုတ်ပြန်ပါတယ်။ စစ်ကောက်စီရဲ့စစ်စခန်း200ကျော်ကို အာဏာသိမ်းမှုအလွန်မှာ KNU ကသဲယူလိုက်တာဖြစ်တယ်လို့ ISP မြန်မာကဂျွန်လာစစ်နေရဲနေမှာထုတ်ပြန်ပါတယ်။ဒီစခန်းတွေထဲ KNU ကမြို့၃မြို့နဲ့စစ်ကောက်စီရဲ့အခြေစိုက်စခန်း6ခု၊ဘျူဟာစခန်း6ခုလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒီစီရင်ဟာမေလ26ရက်နေ့အထိသူတေသနာပြုလေ့လာချက်ဖြစ်ပြီးမြေပြင်မှာကွဲလွဲမှုတွေရှိကောင်းရှိနိုင်တယ်လို့လည်း ISP မြန်မာကဆိုပါတယ်။ KNL နဲ့တော်လန်ရေးပူပေါင်းတပ်တွေက KNU တပ်မဟာလီဗိတ်တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပ်စခန်းတစ်ခုကိုဂျွန်လ10ရက်နေ့တုန်းကလည်းသိမ်းယူခဲ့ပါသေးတယ်။တည်ယူနိုင်ခဲ့တဲ့စခန်က အမူလို့ခေါ်တဲ့28တန်းစခန် .2566 စခန်ဖြစ်တယ်လို့ကရင်အမျိုးသားစီယုံ KNU ကထုတ်ပြန်ပါတယ် ီတက်စခန်းက1990ခုမှာစစ်ကောင်စီကဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စခန်းဖြစ်ပါတယ်။နျူကလ িয়ার ရရှိအောင်စစ်ကောင်စီကဂျူပန်မှုဟာစစ်ရေးအတွက်ပဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစွပ်စွဲပြောဆိုလိုက်ပါတယ်။ဒီကြောင့်ကိုစောဝေကတင်ဆက်ထားပါတယ်။ အမျိုးသားညညရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသည့်ဦးနေဘုံကဇွန်လ10ရက်နေ့ကပြုလုပ်တဲ့နိုင်ငံတကာနဲ့ပြည်သူလူထုကိုတင်းစကားပြောကြားခြင်းအစီအစဉ်မှာထက်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာငြိမ်းချမ်းတဲ့ရွေချက်တွေနဲ့အသုံးပြုမယ်လို့အကြောင်းပြပြီးတော့စစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ကိုကြိုးပမ်းမှုတွေအရှိန်မြင့်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။ဒါအပြင်စစ်ကောင်စီကနျူကလ িয়ার နည်းပညာရရှိရေးကြိုးပမ်းမှုတွေဟာပြည်တွင်းဒီမိုကရေစီရေလှောင်ရှားမှုအတွက်တမက အာဆီယံဒေသတွင်းနဲ့နိုင်ငံတကာတည်ငြိမ်ရေးအတွက်ပါကြီးမားတဲ့စိုးရိမ်ဖွယ်ရာခြေချောင်းမှုတစ်အဖြစ်ရှိနေတယ်လို့ NUG ကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကတိုင်းပြည်ဗန်နာကိုအုံပြုပြီးဝယ်ယူထားတဲ့စစ်လက်နက်တွေနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးစာတင်ကြောင်းတွေစီးအုပ်တွေနဲ့လူနေရပ်ရွာတွေကိုဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုနေတိုင်းလုပ်နေတယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေမျိုးမှာနျူကလ িয়ার နည်းပညာတွေအဖြစ်ဆွာကြီးမားတဲ့လက်နက်တစ်ခုကိုပန်ဆိုင်သွားမယ်ဆိုရင် ဒေတာတွင်တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုဆိုးရွားစွာထိခိုက်စေနိုင်မယ်လို့ NUG ကထောက်ပြပါဗျ။မြမပြည်သူလူထုကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းရည်သုံးလက်နက်စုံတရားသာရောက်ရှိသွားမယ်ဆိုရင်ဒါဟာဒေတာရင်းနိုင်ငံတွေအတွက်ပါမတွေးဝင့်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့နျူကလ িয়ার ရည်မှန်းချက်ဟာဆရာနာရှင်အားဥတန်းရွှေလက်ထက်2009ခုနှစ်ကတည်းကရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ငင်းချမ်းသောရည်ရွယ်ချက်ဆိုတဲ့ခေါင်းစဉ်အောက်မှာနျူကလ িয়ার နည်းပညာကိုရယူဖို့ကြိုးပမ်းခဲ့ပြီးဥသိမ်းစိန်အစိုးရလက်ထက်2015ခုနှစ်မှာရုရှားနိုင်ငံပိုင်နျူကလ িয়ার ကော်ပိုရေးရှင်း Rosten နဲ့နားလည်မှုစာချုပ်လာရေးထိုးခဲ့ပါတယ်။ဒီစီစဉ်တွေကို NLD အစိုးရလက်ထက်မှာတော့ရန်တန့်ခဲ့ပါတယ်။ ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ်းမှုနောက်ပိုင်းမှာတော့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကအဲ့ဒီနျူကလ িয়ার အိမ်မက်ကိုပြန်လည်အသက်သွင်းလာခဲ့ပါတယ်။အာနာသိမ်းပြီးချိန်ကဆာလိုရုရှားနိုင်ငံနဲ့ဆက်ဆံရေးကိုအရှိန်အဟုန်မြင့်လုဆောင်ခဲ့ပြီး2022ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်အောက်တိုဘာလအထိ15လတာကာလအတွင်းနားလည်မှုစာချုပ်လောက်တွေရေးထိုးခဲ့ကြပါတယ်။ဒါအပြင်ရန်ကုန်မြို့မှာနျူကလ িয়ার တတိအချက်လက်စင်တာဖွင့်လှစ်တာပူးပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီမှုတွေယူခဲ့တာနဲ့နောက်ဆုံး ံးမှာတပ်ပေါင်းမှုတိဆောက်ရေးအတွက်လက်တွဲပြင်ဆင်လာတာမျိုးအထိအချင်းတို့အတွင်းတစ်ဆင့်ပြီးတစ်ဆင့်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ဒီလိုလှုပ်ဆောင်နေတာကနိုင်ငံတကာအတိုင်းအဝန်းရဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးကြိုးပမ်းမှုတွေကိုစစ်ကောင်စီကပြပြောင်းတင်းတင်းဆင်ခွန်နေတာလို့ NUG ကဆိုပါရယ်ရှဲပြည်တော်ပိုက်ကစစ်ဘေးလျှောက်ပြည်သူတွေဟာဖေခုံမြို့နယ်ထဲကစစ်ဘေးလို့တဲ့နေရာတွေနဲ့ဂရိနီပြည်ထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ် ရှမ်းပြည်တော်ပိုင်းဖေခုံမြို့နယ်ထက်ကဖေခုံအင်းအရှိချမ်းမှရှိတဲ့စောင်းနှန်းခဲလွယ်ပေါ်နန့်ပေါ်လုံးလဟဲပိန်နေကုန်းအပါဝင်တခြားရွာတွေကစစ်ပေးရှောင်ပြည်သူ6000လောက်နေရက်ကနေစွန့်ခွာထွက်ပြေးလာကြတယ်လို့မြင်းပြည်တည်ရင်မြစ်တွေကဆိုပါတယ်ရှမ်းကရီနီအဆက်ကဖေခုံမြို့နယ်ထဲစစ်ကောက်စီတပ်နဲ့ပအိုပြည်သူ့စစ်အဖွဲ့ PNO ပူးပေါင်းအဖွဲ့ကအင်အားအလုံးအရင်နဲ့စေကြောင်းထိုးဝင်လာတာကြောင့်အခုလိုဘေးလွရာကိုတိတ်လျှောက်လာကြတာဖြစ်ပါတယ်။ သူတို့တွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေက ပြောပါတယ်ဂျွန်လာဆန်ပိုက်ကစပြီးရှန်ကရီနီအဆက်မှာစစ်ကောက်စီတန်းနဲ့ကရီနီတော်လန်ရေးပူပေါင်းအဖွဲ့ရိကြားစစ်ရေးတင်းမှမှုတွေပြင်မြင့်တက်လာပြီးပင်လောင်းမြို့နယ်စောက်ပြောင်းရွာကိုစစ်ကောက်စီတန်းနဲ့ PNO ပူပေါင်းတပ်ကထိ ंछ ုပ်ထားလိုက်ပါတယ်။ဂျွန်လာ9ရက်နေ့ကစလို့ဖေခုံမြို့နယ်ဘက်ကိုအင်အားတထောင်လောက်နဲ့စစ်ကြောင်းထိုးနေပြီးရွာရီထဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ဓာရီစက်တိုက်လုပ်နေပါတယ်။ ရှဲဂရိနီအဆက်ကဖဲခုတ်ဒီသားဟာစစ်ရေးစီးပွားရေးအရာအချက်အချာကြားတဲ့နေရာဖြစ်တာကြောင့်နှစ်ဖက်သက်တွေကထိတ်ချုံနိုင်အပြာအဆိုင်ကြိုးပမ်းနေကြတာဖြစ်ပါတယ်နောက်ထပ်သပုတ်ကတော့စီဆိုင်မြို့နယ်ထဲကဒေသခံတွေကိုပြည်သူ့စီအဖွဲ့ကမောင်းထုတ်နေတဲ့သတင်းပါ။ရှမ်းပြည်တော်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်ထဲကဒေသခံ6000ကျော်ကိုပအိုးပြည်သူ့စီအဖွဲ့ PNO PNA ကမောင်းထုတ်နေပါတယ်။ ဟိုဒေါ်လာကြီးနဲ့လူထုဟိုအဆက်အသွယ်ပြတ်အောင်ဗောလေဒေါ်လာကြီးနဲ့လူထုဆက်ဟိုတိဆမှုတိတိဆမှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးလုပ်တယ်ဆိုတာဒါဟိုပြည်သူလူထုရဲ့အဲဒီရရွာဥက္ကစီစင်ကိုချက်စီရှင်တဲ့အတွက်ဒီလိုမျိုးလုပ်တယ်လို့ပဲမြင်ပါတယ် BNO ဆိုတာကဆဆဖွဲ့တော့ကပြည်သူလူထု ကြားကနေပေါက်လာတဲ့အဖွဲဖြစ်ပါလေပြီးသူလူထုကြွေးတဲ့သမင်းကိုဟိုစားပြီးတော့မှပေါ်ပေါက်လာတဲ့အဖွဲဖြစ်ပါလေတိုးပေမဲ့လည်းလက်ရှိအချိန်မှာဟိုကိုကျိုးစီဘွားအတွက်နဲ့ဟိုပြီးသူစီဖြစ်ခံယူထားတဲ့အဖွဲဖြစ်တယ်ဘလို့အခုတော့ကိုကျိုးစီဘွားအတွက်နဲ့ပြီးသူလူထုကိုပြန်လည်ပြီးတော့မှပေါက်ထုံနေတဲ့ဟိုဂျေဆုကနေတဲ့အဖွဲဖြစ်ပြီးလို့ဟိုဒီတဲ့ခံတွေပြောတဲ့အတိုင်းပဲပြောရမှာပဲဖြစ်ပါလေ စီဆိုင်မျိုးနယ်ထဲမှာရှိတဲ့ဒေဝအုပ်စုနှစုကဒေသခံတွေကိုဖျားဖြူရွာမွေတော်ဖျားဝင်းထဲဂျွန်လာ15ရက်နေ့နောက်ဆုတ်ထားပြီးပြောင်းရွှေ့ကြဖို့ညွှန်ကြားထားတယ်လို့ဆိုပါရယ်ဒါကဟိုဒီအဲ့ဒီကျေးရွာတွေမှာရှိတဲ့ပြည်သူလူထုအလုံးကိုဖမ်းပြီးတော့မှဟိုထောင်ထဲထည့်လိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်ဒါ PNO အနေနဲ့ဒါပြန်စင်းစားရမှာဖြစ်ပါလေကိုယ့်အဖွဲ့အစည်းကအစတေထောင်ကစားကြတဲ့ကစတိထောင်ကစားကြတဲ့က လူထုရဲ့သမီးနဲ့လူထုရဲ့သမီးနဲ့ကြီးဟိုကြီးထွားလာတဲ့အဖွဲတွေဖြစ်ပဲဖြစ်တယ်ပေါ့နော်အခုကြတော့ဟိုကိုကျိုးစီးပွားခရိုနီနေဝင်းထွန်းရဲ့အကျိုးစီးပွားကိုကာကွယ်ရင်းနဲ့ကို့ပိုးလူထုကိုဒီလိုမျိုးဟိုပြန်မောင်းထုတ်နေရတာပြန်ဖမ်းနေရတာဟိုလုတ်ရကြသလားအဲအဲ့ဒါကိုကို့ဘာသာကို့ လိပ်ပြလုံရဲလားကိုယ့်ဘာသာကိုပြင်မေးဖို့လိုပါတယ်လက်ရှိထုတ်ပြန်ထားတဲ့စည်ရင်အရာကြေးရွာအုပ်စုနှစ်စုထဲတပူထိုးကောင်းထိုးလွယ်ငန်းနောင်ဘိုပင်ဆက်တောင်ရှိနောင်ထော်ကလားလန်းစတဲ့ရွာတွေအပြင်ရွာပေါင်း၁၂ရွာပါဝင်ပါတယ်ဒါအပြင်ရွာသားတွေကိုအပြင်သွာလာခွင့်တာယာလောက်ကైခွင့်တွေကိုကန့်သက်တာမသွာရမလာရကန့်သက်မှုတွေပါရှိလာတဲ့အတွက်ရေရှိမှာစားနပ်ရိက္ခာအခက်အခဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ် တရုတ်အစိုးရရဲ့ဂျာဝင်စီစဉ်မှုနဲ့စီကောက်စီနဲ့ဩဂတ်စ်လကုန်မှာထပ်မံတွေးဆဖို့ရှိတယ်လို့တန်အမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL တာဝန်ရှိသူကပြောပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။ဩဂတ်လကုန်ထပ်မံတွေးဆချိန်မှာတော့လက်ရှိပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေပြည်လဲစေဖို့အဓိကတောင်းဆိုသွားမယ်လို့ PSLF TNL တာဝန်ရှိသူကပြောပါတယ်။ အာကျမတို့ဒီဒီဆောင်ရွက်နေတဲ့ဒီပြည်စုံစုံရေးကလည်းအတိအကျတော့ဒီပီတူလူတို့ရဲ့စာဖွင့်နေနေတဲ့ဒီအာပီတူလူတို့ရဲ့အစတဲ့ကိုဆောင်ရွက်နေလို့ဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုန်းတွေဂိတ်ဝီကိုတရုတ်နိုင်ငံကပိတ်ထားခဲ့တာခုဆိုရင်တနည်းကြောင့်ရှိနေပြီဖြစ်ပါတယ်။ဒီလိုမျိုးနယ်စပ်ဂိတ်တွေကိုပိတ်ဆို့ထားတာကြောင့်ဒေသခံပြည်သူတွေရဲ့စာဝန်နေရေးနဲ့စီးပွားရေးအခြေအနေကပုံမကျတဲ့ခက်ခဲလာနေလို့ဒီကိစ္စတွေပြည်လည်လာစေဖို့ဦးစားပေးတောင်းဆိုသွားမယ်လို့လူရည်ဦးကဆက်ပြောပါတယ်။ အဆလာပြရမလေးကတော့တွေ့ဆုံတယ်တွေ့ဆုံမှုဖြစ်လာတယ်ဆိုတဲ့အချက်ကိုပဲဖြေခံပြီးတော့မှဆောင်ရွက်တာဖြစ်ပါတယ်ဒီကတော့လူစုရဲ့ခက်ခဲအကျက်တဲ့ကိုရေဆန်ကျော်လာနိုင်ဖို့ပဲဖြစ်ပါတယ်ဧပြီလမှာဆိုပါကတည်ယူနိုင်ငံကုမင်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာတော့လေကြောင်းနဲ့ drone တုံးပုံကျဲမှုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစတင်ထူးဆစ်စင်နာတွေမလို့ပဲရောက်တဲ့နေရာမှာပစ်ခတ်တိုက်ခိုက်မှုတွေအလုံးရထားဖို့တည်ယူမြန်မာနယ်စပ်ကုန်တော်ရေးလမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ TNL ဘက်ကတောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့ TNL ကတိုက်ပိုက်ထားတဲ့နောက်ချူကြောင့်ပဲတီပေါ်မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေ။ ောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်